အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့ဒါကျွန်တော်တို့ပွဲကြုံသုံးသက်ချက်ကနေပြီးတော့ပြန်လေ review လိုက်ပါတယ်အဲ့တော့ liverpool ပြိသက်တွေစောက်မြော်နေတဲ့နေ့တနေ့ကတော့ရောက်ရှိလာခဲ့ပြီးပြပါတယ်အဲ့တော့ liverpool အသင်းနဲ့ဒီနေ့မှာဒါကျွန်တော်တို့ tottenham hotspur အသင်းနဲ့တွေ့ဆုံမှာဖြစ်ပြီးတော့ ဒီနေ့မှာတရေတမှတ်ရယုံနေတဲ့လီဗာပူးကတော့2024 2025ပရီမီယာလိတိုက်တဲ့ချန်ပီယံဖြစ်သွားနိုင်မှာဖြစ်ပါတယ်။အဲလက်ရှိမှာဒါကျွန်တော်အာနီစတော့ရဲ့ပထမရာသီမှာနေလီဗာပူးတင်ကတော့ကျွန်တော်သူတို့ရဲ့ပရီမီယာလိရဲ့ပထမဥတော်ကျွန်တော်အခုအလုံး20ပေါ့နော်။အလုံး20ကိုစကူးဖို့အတွက်ပြင်ဆင်နေပြီးတော့လက်ရှိမှာအာနီစတော့ရဲ့ ဒါပထမဆုံးလီဗာပူးဖလားဖြစ်လာမှာဖြစ်ပါတယ်အဲ့တော့တစ်ဖက်ကဒေါက်တာဟော့စပါသင်ကဒါလက်ရှိမှာလီဗာပူးနဲ့တွေ့တဲ့ပွဲစဉ်မှာတေချာတစ်ခုကလူစုံထုတ်ကံဖို့အတွက်အခြေအနေတွေမရှိဘူးလို့ကျွန်တော်နေနဲ့အမြင်နဲ့ဘာကြောင့်လဲလာမေ့တာကျွန်တော်တို့ရက်သက်တပတ်မှာကျွန်တော်တို့ကဘူဒူရဲ့ဂလင်ကိုကျွန်တော်ရဲ့အိမ်ခွင်းမှာကံရမယ်အတွက်ကြောင့်မဒီပွဲစဉ်ကပြန်ရှင်ပဲဆိုရင်စပါသင်တို့ သိပြီးတော့ဒါအရေးပါတဲ့ပွဲစဉ်တစ်ပွဲမဟုတ်ဘူးလို့ကျွန်တော်အနေနဲ့မြင်မိတယ်။စပါးသိနေတာလက်ရှိမှာဒီနေ့ပွဲစဉ်မှာတို့အနေနဲ့ဒါလူစုံထုတ်ကန်မှုအစီအစဉ်တော့ကျွန်တော်တို့သိမရှိဘူးလို့မြင်တယ်။ဒီနေ့ပွဲစဉ်မှာဒါအပြောင်းလဲတွေကျွန်တော်တို့မြင်ရမယ်လို့မြင်တယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒါမေလာတရက်နေ့ပေါ့ဒါကျွန်တော်တို့အနေနဲ့ဒါမီဒီနေမှာပေါ့နော်မီဒီနေမှာဒါကျွန်တော်တော်တန်ဟော့စပါတင်တဲ့ဘူဒူအန်ကလင့်ကိုဒါကျွန်တော်တို့ရဲ့အိမ်ခွင်းမှာရှင်ပြိုင်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ပွဲစဉ်ကစပါတင်နေတဲ့လူစုံထုတ်ကန်ဖို့အတွက် လောက်ခဲ့မယ်ဆိုရင်တော့အသင်းအတွက်ပဲနစ်နာသွားမယ်လူပဲကျွန်တော်အနေနဲ့မြင်တယ်။စပါးတင်တဲ့အခုလက်ရှိမှာတည်ကြတယ်မတာပရီးမီးယားလိရလက်တွေတော်လေးကိုဆိုးရွားနေတာကိုတွေ့ရမယ်။တွေ့မယ်ဆိုရင်ရီရတာလက်ရှိနောက်ဆုံးပြိုင်ပွဲဆိုငောင်းမှာစပါးနှစ်ပွဲတော်နိုင်ထားတာ။ဒါကျွန်တော်တို့နှစ်ပွဲရှုံးထားတယ်၊တစ်ပွဲတည်ကြ။ရလက်ပိုင်းအဖြစ်တော့တိတ်ပြီးတော့အချိန်ကြီးရတော့ထင်လောက်မဆိုးရခဲ့ဘူး။ဒါပေမဲ့အရေးကြီးဆုံးကစပါးတင်နေတဲ့အခုလက်ရှိမှာယူရိုပါလိမှာခြေစွမ်းပြနေတာကအရေးကြီးဆုံးဖြစ်တယ်။ပရီးမီးယားလိမှာဖြစ်ချင်တာဖြစ်ဆိုရဆိုပြ။အဲ့တော့ကျွန်တော်ဒီနေ့ပွဲဆိုမှာတိတ်ကောင်းနေမှာထားပါဘူး။ဟုတ်နော်ဘယ်လိုလဲလစ်ဗာပူးတင်ဖလားရဘူးတော့ဒီနေ့ပွဲဆိုကတော်တော်လေးကိုတာဆူတယ်။ပြီးတော့နှစ်သင်းလုံးကိုကြည့်မယ်ဆိုရင်လက်ရှိမှာ ်သိန်းလုံးအနေထားရတာကျွန်တော်တို့သူတို့ရည်ရွယ်ချက်ကိုစီကိုစီနဲ့ဒီနေ့ပွဲစဉ်ကိုဝင်လာမယ်လို့မြင်တယ်။စပါးတဲ့ဘက်ကပြန်ကြည့်ပြန်တော့ဒီနေ့ပွဲစဉ်ကတော်တော်လေးကိုဒါကြည့်ရမှာဆိုသေတမက်ရရုံနဲ့အဆက်ဆက်သုံးလောက်ပြန်တက်ဖို့တော့အခွင့်ရရှိရတယ်။ဒါပေမဲ့လက်ရှိမှာလစ်ဗာပူးကလည်းရှင်းနေပြတို့အနေနဲ့ဒါ fashion style တစ်ခုနဲ့ဒီနေ့ပွဲစဉ်ကိုဒါကျွန်တော်တို့လုပ်ပြမယ်လို့မြင်တယ်။ဒါပေမဲ့လစ်ဗာပူးပြည်သက်တွေကလည်းရည်ရတယ်ပဲ။တခါကြလစ်ဗာပူးပြည်သက်တွေလည်းတချို့ international ကပြည်သက်တွေကဒါကျွန်တော်တို့ local ပြည်သက်တွေချစ်ဖို့ခေါင်းတယ်။ တေးတမှတ်ပေးမယ်ဒါပေမဲ့ငါတို့ရဲ့လက်ရှိမှာဆာလာဂူဒီများအဲ့ရတယ်ခုနကဆာလာဂူဒီများအတွက်နောက်ကဆိုလန်ကီဂူဒီများကြီးလိုက်တင်မယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ Twitter မှာတော့ level up update နဲ့ဒါ spa update နဲ့ wine ပြချင်းချင်းစနောက်နေတယ်ပေါ့နော်အေးမင်းတို့တေးတမတ်ပေးမယ်ပေါ့တဖက်ကဒါကျွန်တော် Manchester United ကလည်းပွဲချက်ဒါသူတို့အနေနဲ့ပွဲချက်တစ်ခုဖြစ်တဲ့ဘုံမောင်းနေရေးဆန်တဲ့အချိန်မှာ spa တင်တဲ့အခုလက်ရှိဒါတေးပေရဆိုရင်တမတ်ရယုံနဲ့ကိုကျွန်တော် spa တင်ကဒါအခက်မတင်အဆင့်24အဲ့ပေါ့ အဆစ်14လောက်တည်တက်သွားဘူးတော့အခွင့်အရေးပေါ့38မှတ်ဖြစ်သွားပေါ့ဆိုကျွန်တဲ့ဒင်းတဲ့ကိုတွေကဒါကျွန်တော်တို့ GD ရရင်းနေတဲ့အတွက်ကြောင့်မို့ဒီနေ့ပွဲစဉ်မှာတေးတမက်ရအောင်နဲ့စပါအဆင့်4ဖြစ်သွားတော့လီဗာပူးကတေးတမက်ရမယ်ဆိုရင်ဒီနေ့ပွဲစဉ်မှာဒါချန်ပီယံဖြစ်ပြီးစပါအသင်းနဲ့ဒီနေ့ပွဲစဉ်မှာတေးတမက်ရမယ်အဆင့်14လောက်တက်မယ်အဲ့တော့လီဗာပူးပြည်သက်နေတာကျွန်တော်တို့အမ်စပါပြည်သက်တွေကလက်ရှိမှာဒါ online ပုံမှာအချင်းချင်းဝိုင်းပြီးစနောက်နေတယ်ပေါ့နော်မင်းတို့နေတာကဘာဖြစ်တယ်ညာဖြစ်တယ်ငါတို့မင်းတို့တေးတမက်ကြီးမှာဒါပေမဲ့ဂိုးတွေတော့အများကြီးတွင်းကြတယ်ပေါ့နော်ခုနကတချို့ကြီးရတယ်ဂိုးပေါင်း143ဂိုးလားမသိဘူးတယောက်တစ်ဖက် တကူ143ခု143ခုတွေးမှာဗောနော်မင်းတို့ပြေးတာအလုပ်ချင်တယ်လို့အဲ့တော့ ဒီနေ့ပွဲစဉ်မှာတောက်တန်ဟော့စပါတင်းအတွက်ရှင်းတာကနီးပြကတော့ရှင်းနေပါဒီနေ့ပွဲစဉ်မှာဒါကျွန်တော်ကစားသမားတွေ risk လုပ်တော့မှာမဟုတ်ဘူးလို့မြင်အထူးသဖြင့်ဒါ Kansas Perry ပဲလက်ရှိမှာဒါဒီနေ့ပွဲစဉ်မှာ Romero က Mickey Van der Ving ကိုပွဲထုတ်မယ်ဆိုတဲ့ပုံစံမျိုးဒါ football ကရေးထားခဲ့မှာကျွန်တော်ကတော့မထင်ဘူးဒီနေ့လိုပွဲစဉ်မျိုးမှာကျွန်တော်မြင်တာက Danso ကဒါ Ben Davies တို့နှစ်ယောက်လုံးပွဲထွက်လာမယ်ပွဲစဉ်လို့မြင်တယ်ဒါ football မှာဒါဒီနေ့ပွဲစဉ်မှာရွေးချယ်ဆဲမယ်ကျွန်တော်တို့ဒီနေ့ပွဲစဉ်မှာ Pedro Budru ကိုနားလေနားစီခြင်းပြီးဒါကျွန်တော် right back နေရာမှာ Spence ကိုသုံးပြီးတော့ left back နေရာမှာ Destiny Udogie ကိုသုံးစီခြင်းတယ်ဒီနေ့ပွဲစဉ်မှာဒါကျွန်တော် queen နဲ့ဘိုင်းမှာဒါကျွန်တော်မသုံးနိုင် ာကြာတဲ့ဖြစ်တယ်ဒါဘီဇူးမာရောအုပ်စုကိုကျွန်တော်သုံးစစ်ခြင်းနဲ့မက်ဒီဆင်ကိုကျွန်တော်ဒီနေ့ပွဲစုမှာအပြည့်အဝပေးနာစေခြင်းနဲ့ဘာလို့လဲမက်ဒီဆင်နေတဲ့လာမယ့်ယူရိုပါလိပွဲစုမှာအကောင်းဆုံးအနေထားရရှိမှရဘာလို့လာမယ့်ယူရိုပါလိရဲ့စပါတင်တော့ဘာလို့ရေးပါလဲဆိုတော့ယူရိုပါလိရဲ့ဒါကျွန်တော်တို့ပထမအကြော့မှာဘူဒိုးရဲ့ဂလင်းမှာသူတို့ရဲ့အဓိကကစားသမား၃ယောက်လောက်ကပွဲပယ်မှာဒါကျွန်တော်နှစ်ဝါတန်ဒီနဲ့တော့တော့အဲ့တော့နှစ်ဝါတန်ဒီနဲ့ပွဲပယ်တဲ့ကောင်နှစ်ကောင်လားမသိပြီးတော့ကျွန်တော်တို့ဒါအဓိက အရေးပါဆုံးကဒါကျွန်တော်အဝါကဘနကပ်ပြည့်ပြီလည်းမသိဘူးပွဲပင်မကောင်နောက်တစ်ကောင်ရှိရသုံးကောင်လောက်ပဲအဲ့တော့ပြောချင်တာဘိုလ်ဒူးရဲ့ဂလင်းရဲ့ပထမအကြော်မှာသူတို့ရဲ့အိမ်ကတအားကျွန်းတယ်စပါးတို့ကဒါသူတို့ရဲ့အိမ်ကတအားကျွန်းတယ်တော့မလွယ်ဘူးဒါပေမဲ့ကျွန်တော်တို့အိမ်ကမှကျွန်တော်အနည်းဆုံးသုံးကုန်လေးကုန်သွင်းနိုင်မယ်ဆိုသူတို့အိမ်ကသွားရင်ကြောက်ရမှာလို့အဲ့တော့အဲ့ကြောင့်မို့ကျွန်တော်ဒီနေ့ပွဲဆုံးမှာတိတ်ပြီးတော့ကစားသမားကိုကြာအများကြီးကျွန်တော်မသုံးစေချင်တယ်အဲ့တော့ ဒီနေ့ပွဲစဉ်မှာတိတ်တိတ်ချာချာပြန်ကြည့်မယ်ဆိုရင်ဒီနေ့အာကျွန်တော်တိုက်စစ်မှုเนี่ยမှာကျွန်တော် Richelli စံတော်သုံးသိခြင်းတော့ဆို Richelli စံအနေနဲ့ဒါရှေ့ပွဲကပုံစံမျိုးပဲဒါ header တို့ပါလို့လုပ်နိုင်ခဲ့ပြီးတော့ဒီနေ့ပုံစံမှာဒါကျွန်တော် auto bet နဲ့တဲနဲ့အတွဲကိုကျွန်တော်ပြန်သုံးသိခြင်းတယ်လာမယ့်ဒါကျွန်တော်ဘတ်မှာဒါကျွန်တော်ဘူရူးနဲ့ကလင်းရဲ့အင်ကွန်းပွဲစဉ်မှာဆွန်ဟောင်းမင်းပြန်ပါလာနိုင်မယ်ဆိုဒီပြကအတီးပြူထားတယ်အဲ့တော့ပြောချင်တာဒီနေ့ပုံစံမှာကျွန်တော်ကတော့ဘက်ကစားသမားကိုမှမှ risk မသုံးသိခြင်းဘာလို့တစ်ဖက်က Liverpool အသင်းကဒီနေ့ပုံစံမှာဘာမှတိတ်ပြီးတော့အကြီးကြီးကျယ်ကျယ်ဒါကျွန်တော်တို့ဝုန်းနိုင်ဝုန်းနဲ့တစ်ဖက်ကိုဒုက္ခပေးဖို့လည်းအစီအစဉ်မြေတစ်ဖက်တို့ကပဲကစားသမားတွေဒါဒဏ်ရာရဖို့ injury အတွက်လည်းတစ်ဖက်ကတိတ်ပြီးလုပ်ဖို့အစီအစဉ်ပြုအဓိကဒီနေ့ ေးပွဲစဉ်မှာစောင့်ကြည့်ရမှာလီဗာပူးသင်းနဲ့ဘယ်နှဂိုးသွင်းမလဲဆိုတာစောင့်ကြည့်ရမှာအဲ့တော့လီဗာပူးသင်းနဲ့ကြောင့်ဆိုရင်ခုနတေးဓမတ်ကိုတော့တို့မယူလောက်ဘူးတို့နဲ့အနိုင်၃မှတ်ကိုယူပြီးတော့ပရီးမီးယားလိုက်တိုက်တဲ့ challenge ကိုအိမ်ယူသွားမယ်တို့အဲ့တော့အိမ်မှာကန်တော့အိမ်မှာဒါ celebrate လုပ်မယ်လို့မြင်တယ်အဲ့တော့လီဗာပူးသင်းနဲ့ခုဒီနေ့ပွဲစဉ်မှာဒါကျွန်တော်ဖလားတစ်ခါလဲယူသွားမှာဒါမှမဟုတ်တို့နေနဲ့ဒါကျွန်တော်နောက်ဆုံးပွဲစဉ်မှာပဲဒါဖလားယူသွားနောက်ဆုံးပွဲစဉ်ကလီဗာပူးအိမ်ဝင်လာကြည့်လိုက်အောင်မနော် sorry ဒါရာ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  အမဟုတ်ပြအဟုတ်ဒါတော့ကလပ်ဖရန်ဒီဟုတ်တယ်လီဗာပူးအသင်းနဲ့တော့ကျွန်တော်ထင်တယ်နောက်ဆုံးပွဲစဉ်မှာပဲသူတို့ဒါဖလားယူမယ်လို့မြင်တယ်ဒါခရစ်စတယ်ပဲလစ်နဲ့ပွဲစဉ်မှာဒါလီဗာပူးအသင်းကဒါကျွန်တော်တို့အိမ်ဝင်းနဲ့ဒါနောက်ဆုံးပွဲစဉ်ကိုကန်အမှာဖြစ်တဲ့အတွက်ကြောင့်မို့လီဗာပူးအသင်းနဲ့ဒါနောက်ဆုံးပွဲစဉ်မှာပဲမြန်မာစံတော်ချိန်ဒါ10နာရီလို့ပေါ့နော်ကျွန်တော်ဆိုမြန်မာစံတော်ချိန်9နာရီခွဲပွဲမှာပဲဒါဖလားယူသွားမလားချက်တော့ကြည့်အဲ့တော့လီဗာပူးအသင်းနဲ့ဒီနေ့ပွဲစဉ်ကသူတို့ဒါရှင်းတယ်ဗျလုံးဝဒါကျွန်တော်တို့ going out of style ပေါ့နော်ငါတို့နေတဲ့ဒါ Premier League Champion ကိုဒါတည်ရတမှတ်နဲ့ယူတာမဟုတ်ဘူးလောင်းဝအ9 3မှတ်နဲ့ bang ဆိုပြီးယူပြမယ်ဆိုတဲ့ပုံစံမျိုးနဲ့တ လီဗာပူးသင်းယူပြမယ်လို့ကျွန်တော်ကတော့မြင်မိတယ်အဲ့တော့ဒီနေ့ပေါ်မှာလီဗာပူးသင်းကတော့ရှင်းပါတယ်လုံးဝဒါကျွန်တော်တို့လူစုံတက်စုံနဲ့ဒါကျွန်တော်တော်တော်လေးကိုဒါစပါသင်းကိုဒါကျွန်တော်တို့ဖိနှိပ်ချုပ်ချယ်မယ်ဒါကျွန်တော်ပြောနေအဲ့တော့ဒီရတာလီဗာပူးသင်းရဲ့အိမ်ကမှာစပါသင်းနောက်ဆုံးနိုင်ခဲ့တယ်ကျွန်တော်လည်းမမှတ်မိဘူးကျွန်တော်တော့မှတ်ကိုမမှတ်မိဘူးတော်တော်လေးကိုကြာခဲ့ပြီလို့မြင်တယ်ကျွန်တော်မမှတ်ရလီဗာပူးရဲ့အိမ်ကမှာဒါဘယ်တော့ဆိုဘယ်တော့စပါနိုင်ခဲ့တယ်တော်တော်လေးကိုကြာပြီထင်တယ်ဘောနော်အဲ့တော့ လက်ရှိအခြေအနေတွေရတာကျတော့တော်တော်လေးကိုရည်ရမယ်နေထားမှရှိတယ်။ဘာလို့ဆိုစပါပရိသတ်တွေအနေနဲ့ကဒီနေ့ပွဲစံမှာဘလောက်တိရလက်ရှိမှာစပါဒီနေ့ပွဲစံကလက်ရှိလီဗာပူးအသေးရဲ့အိမ်ဝင်လက်မှတ်အကုန်လုံးကုန်သွားပြီ။လက်ရှိဒါအွန်လိုင်းပေါ်မှာပေါက်နေတာပေါင်ကိုထောင်တဲ့ဒါတချို့သော movement တွေမှာ2000 3000လောက်ပေါက်တယ်။မြန်မာဝင်တက်မယ်ဆိုတော့음မြန်မာဝင်တက်မယ်ဆိုဘလောက်ရှိပေါက်1000ဆိုရင်ကျော်လက်ရှိမြန်မာငွေဆိုရင် အဲပေါင်100ဆိုရင်ကျွန်တော်ဒါ5သိန်းပေါ့နော်ပေါင်1000ဆိုရင်350ပေါင်3000ဆိုရင်ဒါကျွန်သိန်း350သိန်း200လောက်နေပြီပေါ့နော်အဲ့တော့လက်ရှိမှာကျွန်တော်ပေါင်3000လောက်နေပြီပေါ့နေတယ်ကြောင့်ဒါပြန်မငွေသိန်း200လောက်နေပြီပေါ့တယ်ကြောင့်ဒါတောင်းတောင်းတို့ကသွားကြည့်မယ်ဘလောက်ကြီးရလဲဆိုပြပြမယ်စပါးသိန်းရဝေးကွင်းလက်မှတ်ကအခုချိန်မှာဒေါ်လာ400ပဲရှိတယ်ဒေါ်လာ400နဲ့900ကျပဲရှိတယ်အဲ့တော့စပါးအဝေးကွင်းနေရာမှာကိုယ်တိုင်လစ်ဗာပူးပြည်သက်တွေကဒါကျွန်တော်တို့အိမ်ဝင်းနေရာထက်ဈေးချိုတဲ့အတွက်ကြောင့်စပါးအဝေးကွင်းလက်မှတ်တွေကိုပါလစ်ဗာပူးကလိုက်ဝင်နေပြီဒီနေ့ပေါ်မှာတေးကြတကူက ပါးဒီနေရာမှာစပါးတွေရောမစပါးပြိတ်သက်တွေရောမအဝေးကွင်းထဲမှာရှိပါမလားကြည့်ရမယ်ဒီမှာပေါ့ဆိုလီဗာပူးပြိတ်သက်တဲ့စပါးအဝေးကွင်းလက်မှတ်တွေဈေးချိုလိုက်ဝင်နေရင်းတဲ့ကိုတိုင်းဒီဈေးအဝေးကွင်းလက်မှတ်တွေမှာအဝေးကွင်းနေရာတွေမှာလီဗာပူးပြိတ်သက်တွေပြည့်နေနေပြီဆိုပြီးစပါးရဲ့ Twitter မှာတင်ထားတယ်စပါးပြိတ်သက်တွေကလက်ရှိမှာဒီပွဲစဉ်ကတို့တို့အရေးမပါတဲ့ပွဲစဉ်မျိုးတော့လိုလိုရတာပြန်ကြည့်ပါဟုတ်တယ်ဗျာကျွန်တော်စပါး အိမ်ကွင်းကနေပြီးတော့ဒါလီဗာပူးကွင်းကိုသွားဖို့ဆိုတော့လန်ဒန်ကနေပြီးလီဗာပူးသွားဖို့တော်တော်လေးဝေးတယ်အဲ့တော့တချို့ကလည်းကျွန်တော်ပြောဆိုလာမယ့်ဒါကျွန်တော်ရက်သက်တစ်ပတ်မှာအိမ်ကွင်းမှာဘိုးတို့ရံကလင်ကမ်းမယ်အတွက်ကြောင့်မလို့ဘာဒီဘလူးဖြစ်သွားမလဲဆိုတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အနေအထားတစ်ခုလို့ကျွန်တော်အနေနဲ့မြင်မိတယ်အဲ့တော့ကျွန်တော်ကတော့တော်တော်လေးကိုစိတ်ဝင်စားတဲ့ပွဲစဉ်တစ်ပွဲဖြစ်လာမယ်လို့ကျွန်တော်ရဲ့ပုံကူရအောင်မြင်မိတယ်ဘာလို့လဲဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ Sea of Liverpool ပေါ့နော် Liverpool ကစားသမားတွေ Liverpool player တွေဒါ Liverpool ပြိုင်သက်တွေပဲ Sea of Liverpool ဥစ္စာဖြစ်ပါတော့ဒါ Vindict ကိုနိုင်ငံကလက်ရှိမှာဒီနေ့ပွဲစဉ်ကနောက်ဆုံး push တစ်ခုလိုပြီးနောက်ဆုံးဒါကျွန်တော်တို့တကူနောက်ဆုံးဒါတပွဲပဲလိုပြီးဆိုပြီးတို့ကရေးသားတာတွေ့ရမှာအဲ့တော့ဒီနေ့ပေါ်ဆုံးမှာ Liberal Project တွေကဒါကျွန်တော်တို့ You will never walk alone ဆိုတဲ့ဥစ္စာယူကြကြည့်တယ်ခဏခဏနိုင်တွေ့ရမလို့မြင်နေကျွန်တော်ဒါငလေးမှာဒါဆုံးပါသွားတယ်ကျွန်တော်ညီငယ်လေးဒါမိုးပေါ်ကလီယင်ပြန်ဒါ Liverpool က Champion ဆိုတဲ့ညီငယ်လေးဒါရှိမယ်ဆိုသူဘယ်လောက်ပြောမယ်ပေါ့နော် ပြောရင်ဆိုရင်တော့ဝန်းနေသွားပါပြီအဲ့တော့ကျွန်တော်ညီငယ်လေးလည်းကျွန်တော်ကောင်းအောင်မွေးရမှာဒါလီဗာပူးဖလားရတယ်ဒီနေ့လီဗာပူးဒါအခုအသင်းကိုညီလေးလေးအသင်းနိုင်ရပြီဖလားရမယ်ဆိုတော့အခုပြောပြချင်ပါတယ်ညီလေးလည်းဒါကျွန်တော်တို့ကောင်းကင်မှာဒါကျွန်တော်အကောင်းဆုံးဒါကျွန်တော်ကိုယ့်ရဲ့လီဗာပူးအသင်းအောင်မွေးခံတာကိုကျွန်တော်ဒါနိုင်ငံမှာကြည်နိုင်ပါစေလို့ကျွန်တော်ဒီရန်ကနေပြီးတော့အဆုံးမအောင်တောင်းပေးလိုက်ပါတယ်အဲ့တော့ ကလပ်ပါပဲအဲ့တော့ဒီနေ့ပွဲစားမှာလီဗာပူးသင်းကတော့ချန်ပီယံပရီးမီးယားလိချန်ပီယံဖြစ်ဖို့အတွက်ရေးပန်းစားသွားမယ်လို့ပဲပြောရင်းနဲ့ပဲကျွန်တော်အသုံးပြပအောင်ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းလို့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4 တို့မှာကြည့်လို့ဆိုရင်အပေါင်းအကူညီလို့ရပါတယ်။မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနဲ့။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4 တို့ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မျှတော်ကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော် အားပေးလို့ရပါရ။မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနဲ့။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကြုတ်တူပါနဲ့။ကောင်းမွန်သောနေ့တွေဖြစ်ပါစေ။စုမုံကောင်းတောင်းပြီးနေပဲ ကျွန်တော်တို့နောက်မှအေးစစ်စစ်တွေ့ကြတာပေါ့အားလုံးမကြိုတူပါနဲ့မြန်မာလက်ကလစ်ဖို့မမိကြပါနဲ့မြန်မာကလစ်မှမြန်မာနိုင်ငံဖြစ်ပါတယ်ဒေးဖော်ပါဗျာအားလုံးမကြိုတူပါနဲ့